ဲ့ဒီမှာခုနကပဲ bad habit လို့ခေါ်တဲ့အလေးကျင့်စိုးတွေရှိရဲဆိုရင်အဲ့အလေးကျင့်စိုးတွေပါနေတူလဲဆိုတော့ခုမှမြင့်စံလေးကြည့်ရအောင်ဒါခင်ဗျားရဲ့2025ဆိုတော့ဒီထဲမှာပါတဲ့မြင့်စံလေးတွေကပါလဲ2025ဒီတတိုင်းကျင်းစီဒီခင်ဗျားရဲ့တပတ်ကိုကိုစားပြီးရဲဆိုလေဒါတပတ်ကိုကိုစားပြီးရဲဒါပေမဲ့ခင်ဗျားရဲ့အလေးကျင့်စိုးကညီးတာတို့အလုံးမလုံးတာတို့ဒါတွေပါနေရဲဆိုရင်အဲ့အလေးကျင့်စိုးကခုနကပြောတဲ့လောကတန်နဲ့ကြုံရမှာဖြစ်လေဆိုဒီလိုမျိုးခင်ဗျားရဲ့ bad habit ရှိတယ်ဖြစ်လေအဲ့ခင်ဗျားရဲ့တပတ်တာကာလာပါခင်ဗျား အဲ့လိုနဲ့တရုတ်စာကိုရင်ကိုရင်ကိုရင်နဲ့ခင်ဗျားဒီထဲမှာရှိရပါကိုကိုကိုနောက်အဲ့လိုနဲ့ကိုရင်ကိုရင်နဲ့ခင်ဗျားရဲ့ business sample ကအပေါ်ပေါ်ပါလေအဲ့တော့ကျွန်တော်ဒီကနေ့ကျွန်တော်လုံးဝသိတဲ့အရာခင်ဗျားလှုပ်ချင်လာမဲ့အရာပါလေအဲ့ bad habit ရှိတယ်အဲ့ bad habit ပါခင်ဗျားချစ်လေတဲ့ထွက်သေးလား This is your life ခင်ဗျားခြိုက်တယ်လို့ဖန်တီးလို့ရတယ် you are masterpiece လို့ခင်ဗျားနေခြင်းလို့ခင်ဗျားခြိုက်တယ်လို့ဖန်တီးရပါလို့ခင်ဗျားရဲ့ bad habit ကိုဘယ်မှာလောက်ခက်လို့ချိုးပြတယ်